ားလုံးကိုမင်္ဂလာပါဒီတစ်ပတ်အပရလာ၁၂ရက်နေ့မှာကျွန်တော်ကြားနိုင်ရမယ့်ရုပ်ဝေသနာတရားကောင်းစဉ်ကတော့သာရအသက်ရှင်တာသခင်ဘုရားပဲဆိုတဲ့ကောင်းစဉ်ဖြစ်ပါတယ်ရေးသားပေးဖို့သူကတော့ဆာရရှက်ဖြစ်ပါတယ်တော့သူ့နာမည်ခေါ်တဲ့အခါမှာကျွန်တော်အနေနဲ့ကျွန်တော်တို့အခက်အခဲနဲ့ရှိပါတယ်ဒါမဲ့နားလည်ပေးကြပါထိုင်းနာမည်ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံကနေဖြစ်ပါတယ်အဲ့တော့ဒီဖြစ်ရက်ကတော့လွန်ခဲ့တဲ့28နှစ်ကကောက်ခံရရှိခဲ့တဲ့ဥပုံနဲ့အလူငယ်နှစ်ခုအားဖြင့်သူ့အတ္တတာကိုတွေ့ရှိစေခဲ့တဲ့ယူရီးယားနိုင်ငံကအမျိုးသားတအူးအကြောင်းကိုရေးသားထားတာဖြစ်ပါတယ်ဆရာရှက်ဆိုတဲ့ပုဂ္ဂိုလ်ဟာဆိုရင်ဂရိဝန်ခံချက်တစ်ခုတည်းနဲ့ယူရီးယားနိုင်ငံကမျှော်လင့်ခြင်းအသင်းတော် အထက်တန်းကြောင့် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ကျွန်တော်ဘောရာဆောင်မှနေမယ်။ဒါပေမဲ့ကျွန်တော်ဘာသာရေးကိုဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးဆိုပြီးတော့သူ့ကိုယ်သူယုံကြည်စိတ်ချစွာပြောဆိုခဲ့ပါတယ်။ဆရာရှာဟာခရီးယံမဟုတ်တဲ့ဘာသာတစ်ခုကနေကြီးပြင်းလာခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ဒီယိုးရီးယားနိုင်ငံရဲ့လူဦးရေအများစုဟာအဲ့ဒီဘာသာကိုကိုးကွယ်ကြပါတယ်။အိမ်နဲ့အင်မတန်မှအလံဝဲတဲ့ចောင်းသားတွေအတွက် ဘော်ဒါဆောင်တစ်ခုရှိလို့သူကဒီเจ้าကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။သူဟာเจ้าနဲ့မိုင်ပေါင်း600ဝေးတဲ့မြောက်ပိုင်းယိုရာနိုင်ငံမှာနေထိုင်ခဲ့ပါတယ်။မျိုးလင့်ချင်းအသင်းတော်เจ้าမှာဆာရှက်နေနဲ့စာသင်ခန်းမှာကမ္ဘာယဉ်ကျေးမှုအကြောင်းကိုသူလေ့လာတဲ့အခါမှာဒီအရာတွေကသူ့ကိုဆွဲဆောင်ခဲ့ပါတယ်။တမန်ကျမ်းစာအကြောင်းသင်ယူတဲ့အခါမှာ ဒိုင်လာထဲကကမ္ဘာနိုင်ငံကြီးရဲ့ကြီးထွားမှုနဲ့ပျို့လဲမှုတွေအကြောင်းအနာဂတ်ဖြစ်ရပ်တွေကိုသူကြားရတဲ့အခါမှာအင်မတန်မှအံ့ဩမိခဲ့ပါတယ်။အဲ့ဒီတော်တွင်းမှာပဲ1969ခုနှစ်ကသတင်းစာရဲ့ခေါင်းစည်းထဲမှာအိမ်နီးချင်းအာရနိုင်ငံတွေကို6ရက်ကြာစစ်တိုက်ပြီးတော့မှအီတီလာနိုင်ငံကစစ်နိုင်ခဲ့တဲ့အကြောင်းအရာပါလာတဲ့အရာကိုသူပြန်တရိရခဲ့ပါတယ်။ သူ့နေနဲ့1948ခုနှစ်မှာတည်ထောင်ခဲ့တဲ့ဒီနိုင်ငံသေးသေးလေးဣသေလနိုင်ငံကပို့ပြီးတော့ကြီးမားလာရောက်တာမကနိုင်ငံတည်ထောင်ခဲ့တာကြာပြီဖြစ်တဲ့အိမ်မင်းချင်းနိုင်ငံတွေကိုစစ်နိုင်ခဲ့ရတာဆိုရင်သူ့အတွက်အင်မတန်မှအံ့ဩခဲ့ပါတယ်။ဂျူးလူမျိုးတွေရဲ့ဇင်းမြစ်ကိုလည်းသူကအံ့ဩနေခဲ့ပါတယ်။ကျွန်တော်တို့တမန်ကျမ်းစာထဲကသင်ကြားနေရတဲ့ဣသေလနိုင်ငံနဲ့အခုဣသေလနိုင်ငံက အတူတူပဲလားဆိုပြီးတော့သူကတွေးခေါ်မိခဲ့ပါတယ်သူ့အနေနဲ့ပုံများတဲ့တရင်အချက်လက်တွေကိုစူးစမ်းရှာဖွေခဲ့ပြီးတော့မှယူရီယာလူမျိုးအဘိဓမ္မာဆရာကြီးတူကဂျူးလူမျိုးအကြောင်းကို ရေးသားခဲ့တဲ့စာအဲ့ဒီစာအုပ်တအုပ်ကိုသူကရှာဖွေတွေ့ရှိခဲ့ပါတယ်ဆရာရှက်လိုပဲခရိယမဟုတ်တဲ့စာရေးဆရာအနေနဲ့နှစ်ပေါင်းထောင်ကြီးရှိတဲ့ဣတိလနိုင်ငံရဲ့ရာဇဝင်ကိုမှတ်တမ်းတင်ခဲ့ပါတယ် တမန်ကျမ်းစာကဣသေလလူမျိုးတွေရဲ့သခင်ဘုရားဟာလက်နဲ့မထုလုပ်တဲ့ထာဝရအသက်ရှင်တဲ့ဘုရားဖြစ်ကြောင်းတွင်တင်ခဲ့တာကိုသိရှိနားလည်ခဲ့ပါတယ်။ယေရမိ30အငယ်30ထဲမှာထာဝရဘုရားမူကမှန်သောဘုရားအသက်ရှင်သောဘုရားနေဆာထာဝရဘယင်ဖြစ်တော်မူ၏။အမျက်တော်လင်မြေကြီးတုံလို့၏လူအမျိုးမျိုးတို့သည် အမျက်တော်ကိုမခံနိုင်ကြဆိုပြီးတော့ပြောထားတဲ့ကျမ်းစကားရှိပါတယ်။ ဆရာရှိအနေနဲ့ဗျာလေးတော့အတန်ဌာနကနေတမန်ကျမ်းစာထဲကသင်ခန်းစာတွေကို သူလေ့လာဖို့အတွက်သူဆုံးဖြတ်ချက်ချခဲ့ပါတယ်။အဲ့ဒီအချိန်မှာနှစ်ပေါင်းများစွာကြာပြီးဖြစ်တဲ့1962ခုနှစ်က73ဘတ်ဥပဒေနဲ့အလူငယ်နဲ့ကုညီထောက်ပံ့ခဲ့တဲ့ယိုရီးယားနိုင်ငံရဲ့မြို့တော်ဘန်ကောက်မှာအဆောက်အုံတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။အဲ့ဒီဂျာရိတ်တော်အတန်ဌာနဟာ အင်မတန်မှကြီးဝါတိုးတက်လာခဲ့ပါတယ်။ဆရရှက်အနေနဲ့တပတ်အတွင်းမှာပဲဒါရိုက်တော်အတန်သင်ခန်းစာတွေကိုသူကလေ့လာဖြည့်ဆို့တာပြီးဆုံးသွားခဲ့ပါတယ်။ပြီးတော့မှန်ကန်ပြီးတော့အသက်ရှင်တဲ့ဖခင်စီမှာသူ့ရဲ့နှလုံးသားကိုသူစက်ကအနံ့မွန်တဲ့သူဟာဆိုရင်ဆုံးဖြတ်ချက်ချခဲ့ပါလေ။ဆရရှက်အနေနဲ့နှစ်ချင်းခံမှုကွန်ပျူတာတောင်းဆိုတဲ့အခါမှာဆိုရင် သူ့ဖေကအယံကိုဒေါ်လာထွက်ပြီးတော့မှမင်းအနေနဲ့ခရိယံဖြစ်ချင်တယ်ဆိုရင်သူတို့စီမှာပဲသွားနေတော့ ငါတို့စီကိုပြန်မလာနဲ့တော့ဆိုပြီးတော့မှသူ့ဖေက ပြောခဲ့ပါတယ်ဆော်ရရှက်နေနဲ့အသက်ရှင်တဲ့ဖျားသခင်ရဲ့လက်အောက်မှာသူ့ရဲ့အသက်တာဆိုရင်တိုးတက်မှုမရှိခဲ့ဘူးဆိုရင်ကျွန်တော်ပြန်လာခဲ့မယ်ဆိုပြီးတော့ဖခင်ကိုပြောခဲ့ပါတယ်ဆော်ရရှက်နေနဲ့နောင်တမရခဲ့ပါဘူးသူ့အနေနဲ့ရှင်းဆက်ပြီးတော့ဖျားတရားဘာသာတက္ကသိုလ်ပထမဘွဲ့ပြီးတော့မဟာဘွဲ့မစ်ရှင်လော်ဂျီဘာသာနဲ့ဒေါက်တာဘွဲ့အတွက်ပညာသင်ယူခဲ့ပါတယ် သူဟာယိုးရီးယားနိုင်ငံကမျောလင့်ချင်းရဲ့အသင်းတော်မှာအသင်းဥစ္စာသာသနာဆက်သွယ်ရေးညွန်ကြားရေးမှူးကမ္ဘာမျောလင့်ချင်းရေဒီယိုအသံလွှင့်ဌာနမှနေပယ်ဒေတာဆိုင်ရာညွန်ကြားရေးမှူးအနေနဲ့အလုပ်လုပ်ခဲ့ပါတယ်။သူ့နေအသက်ရှင်တဲ့ဖခင်အကြောင်းကိုသူတစ်ပါးစီမှာတုံ့တင်ချင်ပါတယ်။ယခုချိန်မှာတော့သူ့အနေနဲ့ယိုးရီးယားနိုင်ငံမှာ1988ခုနှစ်က ်ဦးဘုံနဲ့အလူငွေတစ်ခုရဲ့ကုညီထောက်ပံ့မှုနဲ့တည်ဆောက်ခဲ့တဲ့ Asia Pacific International University ဆိုတဲ့ကျောင်းမှာစာသင်ကြားပေးနေပါတယ်။သူ့အနေနဲ့သူ့ကျောင်းသားတွေကိုရိုးရားနိုင်ငံမှာနှစ်ပေါင်း200ကျော်ဒုံးကခရီးရန်ဘာသာရေးတဲ့ဝင်လာစီခဲ့ပြီးတော့1906ခုနှစ်ဓမ္မစာပေရောင်းချတဲ့အခါမျောလင့်ချင်းအသိန်းတော်ကိုရောက်ရှိလာခဲ့တယ်လို့ပြောပြခဲ့ပါတယ်။ ညောင်းချင်အသင်းတော်ရောက်လာခဲ့တာနှစ်ပေါင်း100ကျော်ပြီမဲ့အသင်းတော်လူဦးရေဟာဆိုရင်16000မကျော်ခဲ့ပဲနဲ့ယိုဒန်နိုင်ငံရဲ့လူဦးရေ80တသန်းရဲ့၃ညကသမ၃ညနှစ်ရာခိုင်နှုန်းသာရှိခဲ့ပါတယ်ကျွန်တော်တို့ရဲ့နိုင်ငံဟာကမ္ဘာမှာအခက်အခဲဆုံးနိုင်ငံတစ်ထဲမှာတနိုင်ငံဖြစ်ပါတယ်တချို့နိုင်ငံတွေမှာစာရင်းရဲ့ခုခံမှုနဲ့စန့်ကျင်မှုအပြင်သူ့အလုပ်ကိုလုပ်ခဲ့ရပါတယ်ဒီနိုင်ငံမှာကတော့ ခရိယံဘာသာရေးကိုကြိုးဆိုပါတယ်ဒါပေမဲ့စာရင်ရဲ့ကိုယ်စလဲတွေထဲမှာယဉ်ကျေးမှုဆိုင်ရာယုံကြည်ချက်ဟာအယံတန်ဆွမ်းနေပါလေကျွန်တော်တို့အနေနဲ့အသွေးသားနဲ့တိုက်ခိုက်နေကြတာမဟုတ်ပဲလက်ဆိုးတွေနဲ့တိုက်ခိုက်နေကြတာပါကျွန်တော်တို့ကစာရင်နဲ့တိုက်ခိုက်နေကြတာပါကျွန်တော်တို့အနေနဲ့ရိုးရားနိုင်ငံမှာအမှုတော်ဆောင်တွေများစွာလိုအပ်နေပါတယ်ဆိုပြီးတော့သူကပြောပြခဲ့ပါတယ် Sorry shit in some low လူတွေရဲ့အသက်တာပေါ်မှာအဓိကကြားတဲ့အကျိုးသက်ရောက်မှုရှိတဲ့သစ္စာရှိရှိလူတိုင်းခဲ့တဲ့73ဘက်ဥပုံနဲ့အလူငယ်အတွက်ကျေးဇူးတင်ပါတယ်။ဆရာရှက်စာတင်ကြားပေးနေတဲ့ APU ကျောင်းက1988ခုနှစ်ရဲ့73ဘက်ဥပုံနဲ့အလူငယ်အားဖြင့်နေမြေတီဆောက်ရမှာကုညီပန့်ပိုးပေးခဲ့တဲ့အချိန်ကစပြီးထောင်နဲ့ချီတဲ့ကျောင်းသားတွေအတွက်ခရီးရန်ပညာရေးကိုစီစဉ်ပေးခဲ့ပါတယ်။နှစ်တိုင်းပဲသူတို့အိမ်ကနေ ခရိယမဟုတ်တဲ့ကျောင်းသားတွေဟာဆိုရင်တက္ကသိုလ်မှာနှစ်ချင်းခံခဲ့ကြပါတယ်1962ခုနှစ်ရဲ့73ပဲဥပုံနဲ့အလုံးဝင်တဲ့ကုညီထောက်ပံ့ပေးခဲ့လို့ဘန်ကောက်မှာဖွင့်လှစ်တည်ထောင်ခဲ့တဲ့ဒါရိုက်တာအစံဌာနအဆောက်အုံကိုဖြိုချခဲ့ပါတယ်ဆော်ရှယ်နဲ့အခြားလူတွေရဲ့အသက်တာအားဖြင့်သူ့ဩဇာကဆက်လက်ပြီးတော့အကျိုးသက်ရောက်မှုရှိဖို့အတွက်အဲ့ဒီနေရာမှာအသင်းတော်ရဲ့အဆောက်အုံတွေကိုဆောက်လုပ်ခဲ့ပါတယ် သင်ဖရားရဲ့မဆမှုဖြင့်တာရှိခံတဲ့အကျိုးတရားမှုရှိရမှာဖြစ်လို့ဇွန်လ28ရက်နေ့ဥပုဘ္ဗောနေ့မှာသင်တို့အနေနဲ့အလူဝင်ကိုရက်ရောစွာလူတန်းဖို့စီစဉ်နေတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့မှဖေးပို့ထားပါတယ်